ဟယ်လိုကတိမိုင်းဟာမတိုင်းသူမနဲ့မန်ယူအကြောင်းပြောမယ်ဆိုရင်တော့မလုတ်ပါနဲ့မလုတ်ပါနဲ့ပိုးစတောမလုတ်ပါနဲ့တို့ပဲပြောပါရစီဗျာမပြောပါဘူးတော့အရင်ဘက်ကတရေကင်းကောင်းတွေအတွက်ဆောင်းရန်ဆောင်းရန်လေးတွေပဲဖောက်တယ်ချဖို့ပါတော့อืมအဲ့ဒါတော့လူတယ်ဗျမတန်ကဟိုတနေ့ကအစည်းအဝေးတက်ထားတဲ့သူဆိုတော့အရှင်းဆုံးလင်းပေးပါဦးဗျာ STV တုံးကင်း exchange listing အောင်မြင်စွာပြီးဆုံးသွားပြီဆိုတော့ ် SD တုံတင်တွေကြောင်းနားလည်ထားဖို့လိုပြီးပေါ့တော့ Besting schedule သေးစိတ်လဲသိရှိကြပြီ။ Supreme Bing sorry ပြရတယ်လဲ Enrollment ကနေပိုလန်နဲ့တုံကင်လဲဖို့စီးရင်သွင်းဝင်ရနေပြီ။ STV တုံကင်ထောက်ဝယ်ခြင်းတွေအတွက်ပါ အခွင့်အရေးတွေရှိလာဘူး။ဟမ်အခွင့်အရေးတွေက တလေကြီးပါလား။ဒါပေမဲ့ကျွန်တော်လိုမျိုးအိတ်ချင်းစည်းကွက်ထဲမှာဝေရောင်းဝင်ဝယ်ဖို့အကောင့်ဖွင့်တာတွေမလုပ်တတ်သေးတဲ့သူတွေဒါမှမဟုတ် ဤပညာအလံဝေးတို့အလိန်ခံရမှာစိုးလို့အခက်ခဲရှိသူတွေအတွက်ရောတော်လန်ဤအကျိုးပြုနိုင်မှု စိတ်ချလက်ချဘယ်မှာဝယ်လို့ရမလဲဆိုတာလေသိခြင်းသဗျာ။အော်ဒါများအဝေးကြီးတွားစရာမလိုပါဘူးတော့ STD ကစီစဉ်ထားပြီးသားလေလုံခြုံဆုံးနဲ့အရွယ်ကူဆုံးလမ်းကြောင်းလားကျမတို့ရဲ့ STD counter Facebook page ပါပဲတော့ဟမ်အလူလွယ်တာလေဗျာအိတ်ချင်းတွေလို့ USDT နဲ့ဝေရတာပဲမလားဟုတ်ဘူးတော့အခြား exchange တွေလို USDT နဲ့မဟုတ်ဘဲ STB အကောင့်နဲ့အငင်ကြောင်းငွေကြေးစံမျိုးထိစိတ်ကြိုက်ကိုဝယ်ခြင်းတလောက်ပမာဏကိုမင်းများဝယ်ယူနိုင်မှာတော့อืมဒါဆိုပိုးလွယ်တာပေါ့ဗျာဒါပေမဲ့ counter ပိတ်ချိန်ဖွင့်ချိန်အတွင်းသာလှုပ်ဆောင်နိုင်တာမို့ချိန်အလိုက်ဈေးနှုန်းအပြောင်းအလဲရှိနိုင်တာကိုတော့သတိထားရမယ်နော်อืมအဲ့ဒါကတော့မပြောပါတော့ပါဘူး STB counter မှာ ဝေဒါရောင်းတာက SDB ဘန်နာခံတက်အောင်မှာဖြစ်လို့လုံခြုံမှုအပြည့်အဝရှိတယ်လေဒါနဲ့လွဲကားတွေရောမေးရသေးလားဗျ listing တင်ထားတဲ့အချိန်ဝါမျက်ကိုတုံပြန်လွှဲတယ်ဆိုရင်တော့သတ်မှတ်ထားတဲ့အခုခအနည်းငယ်တော့ကြာတင်မှာပေါ့တော့အေးအဲ့ဒါဆိုတတိထားရမှာတော့ရှိတယ်ဗျ listing တင်မထားတဲ့ပြင်ပ wallet တွေစီ လွှဲမိရင်တော့ဒုက္ခင်တွေအပြည့်တိုင်းဆုံးရှုံးသွားနိုင်တယ်ဗျဒီနေရာမှာ SDB ကတာဝန်ယူနိုင်တာမဟုတ်တာကြောင့် ကိုအဆက်ကို SDB စနစ်အပြင်ဘက်မှာထုတ်ဖို့တော့လိုသပြိုးနောက်တစ်ခုက list DB ရင်ဘယ်လောက်ရောင်းဝယ်ရှိမလဲဗျရောင်းကျင်လာပြီနော်ဘဲတုံကင်းရဲ့ဈေးနှုန်းမပြိုလဲအောင်ကာဝယ်ပေးမယ် best in schedule ကတော့တုံကင်း list ပြီးချိန်မှာဒလအတွင်းကိုဆရာခိုင်နှုန်းစပြီးအသုံးပြုခွင့်ပေးမယ်အောက်ဒုတိယလမှာဆရာခိုင်နှုန်းထပ်တိုးပြီးအသုံးပြုခွင့်ပေးမယ်ဖြည့်ပေးတဲ့ဒလချင်းဒလချင်းဟိုးလာတာအချိုးကျ ဒါတိုင်းတော့ဖြည့်ဖြန့်ဝေပြီးသွားမှာပါတော့။ဒါဆိုတိတ်လောလို့တော့မရသေးဘူးပေါ့ဗျာ။ဒါပေမဲ့ကျွန်တော်ကတော့မကြာခင် exchange list မှာအယောင်းဝယ်လုပ်ပြီးငွေတွေဝင်အောင်မှာမြင်ရောင်နေမိတယ်ဗျို့။အဲ့ဒီဝင်ငွေတွေနဲ့ဒေါ်လာရေးကိုအထောက်အပံ့ပြုတ်နိုင်ပြီပေါ့ကသိမ်းပါမည်။ဒေါ်လာရေးတွေမကောက်ဘူးဗျို့။လာမင်းတို့ကျဲစင်တို့ကိုပါအထောက်အကူပြုတ်နိုင်ပြီပေါ့ဗျာ။ကသိမ်းမောင်ကတော့ကသိမ်းမောင်ပါပဲတော့။ Oi, Uber.